ရှိရင်ဆွေးနိုင်ငံတကာအခင်းကျင်းကိုတရုတ်နဲ့ဗြိတိန်ပူးတွဲထိမ့်သိမ်းပြီးရင်တရုတ်တောင်းဆုံဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာဖြစ်သေးလာတဲ့ရှိရင်ဆွေးနိုင်ငံတကာအခင်းကျင်းကိုတရုတ်နဲ့ဗြိတိန်နှစ်နိုင်ငံပူးတွဲတာဝန်ယူထိမ့်သိမ်းပေးကြဖို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကတောင်းဆိုလိုက်တာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်ဗြိတိန်နိုင်ငံသားရဲ့ဝန်ကြီးဒေးဗစ်လမ်မီနဲ့ဖုန်းဆက်သွယ်ပြောနေစဉ်အတွင်မှာဝန်ကြီးကအခုလိုမှတ်ချက်ပေးပြောဆိုလိုက်တာဖြစ်ပါတယ် ကုလသမဂ္ဂကပဟောပြုတဲ့နိုင်ငံတကာအခင်းကျင်းကိုထိန်းသိမ်းပြီးဖက်ပေါင်းစုံအကျိုးရှိတဲ့ကုံတွေရေးစနစ်ကိုနိုင်ငံပူးပေါင်းမိကာကွယ်ကြဖို့လဲဝန်ကြီးကတောင်းဆိုခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုကကမ္ဘာကုံတွေရေးအဖွဲ့ရဲ့အစည်းအဝေးကိုချိုးဖောက်ပြီးကမ္ဘာနိုင်ငံအသီးသီးရဲ့ဥပဒေရပိုင်ခွင့်တွေအကျိုးစီးပွားတွေကိုအလွေသုံးစားလုပ်နေပြီးသွင်းကုန်စီးချက်ခွန်တွေကိုလည်းလည်းအဖြစ်သုံးချတိုက်ခိုက်နေတယ်လို့ဝန်ကြီးကဆိုပါတယ်။တရုတ်နိုင်ငံကမိမိရဲ့ကိုယ်ပိုင်ရပိုင်ခွင့်အကျိုးစီးပွားတွေကိုကာကွယ်ရုံတမကံ နိုင်ငံတကာစီးပင်းစည်းကမ်းတွေနဲ့ပဲပေါင်းဆောင်အကျိုးရှိတဲ့ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကိုထိမ့်သိမ်းသွားမယ်အကြောင်းလဲဝန်ကြီးကထည့်သွင်းပြောဆိုသွားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။